သက်ကြီးမှအင်တာဗျူတဲ့မိကလေးအများစုက ကိုထက်ငယ်တဲ့အမျိုးသားတွေကိုဘာလို့ရွေးချယ်ကြတာလဲအမျိုးသမီးတဦးကသူ့ဘဝရဲ့အစောပိုင်းကာလဆယ်ကျော်သက်အရွယ်မှာမိဘအုပ်ထိန်မှုတင်းကျပ်လွန်လို့ဖြစ်စီပညာရေးစီးပွားရေးအာရုံစိုက်ရလွန်လို့ဖြစ်စီရည်ရွယ်ဖို့တင့်ကြော်တဲ့ဘဝလက်တွဲပေါ်မတွေ့ခဲ့ရင်အသက်25ကျော်လာတဲ့အခါ သူ့စိတ်တိုင်းကြားတဲ့အင်တာဘက်ကိုအလိုအလျောက်ရှာတွေ့နိုင်ချေအရန်နေသွားပါတယ်။ဂျင်စီအများစုအတွက်တော့ယောက်ျားလေးတစ်ယောက်က ဘဝမှာအင်တာပြုတ်ပြီးအခြေတကြားဖြတ်သန်းဖို့စံထားရှိသူသာဖြစ်ခဲ့ရင်၁69မှာသူတို့ဘဝအတွက်ရည်ရွယ်သူကိုစပြီးရှာဖွေကြပါတယ်။ကိုကြီးကိုသွေးကောင်းမွန်ပြီး မိသားစုကပြည်စုံတဲ့အမျိုးသားအများစုကကြောင်းပြီးတဲ့အရွယ်20 23အတွင်းမှာအင်တာဗျူးကြပါတယ်ဘဝကမပြည့်စုံသည်လို့ကြိုးစားနေရတဲ့အ ਨੇ စုသော လူလွတ်အမျိုးသားတွေကိုဖယ်လိုက်ရင်25ကျော်လူလွတ်ဆိုတာ red flag များစုစည်းရကြီးဖြစ်နေတာများပါတယ်အသက်24ကိုကျော်လာပြီးလူလွတ်ဖြစ်နေတဲ့အမျိုးသားတွေကိုကြည့်လိုက်ရင် အိမ်တောင်ပြုတ်ကျင်စေမရှိသေးတာအလုံးနဲ့ဘဝတိုတက်ရေးကိုပဲအာရုံစိုက်နေတဲ့လူကောင်းကအင်မတန်နေသွားပြီမလို့အဲ့လိုလူကိုလုပ်ငန်းခွင်လို့နေစဉ်ဘဝကနေစုံနိုင်တဲ့ရာဂိုင်းတော်ကနေသွားပါတယ်အိမ်တောင်မပြုတ်သေးရင်တောင်တေချာပေါ့ရည်ရွယ်ထားတဲ့မိကလေးရှိနေပြီလက်ထပ်ဖို့ပြင်ဆင်နေတဲ့သူဖြစ်ဖို့များပါတယ် အများစုသော24အထက် single အမျိုးသားတွေမှာရီစားထဲလဲတွဲပြီးပျော်နေတာရီစားဟောင်းကိုမမေ့နိုင်တာအိမ်တောင်ကွဲထားတာကလေးရှိနေတာဖူဝါဒီသမားဖြစ်နေလို့ရီစားဟောင်းတွေကထားခဲ့ခံရတာစသဖြင့်များပါတယ်အိမ်တောင်ပြုဖို့စင်တာရှိတဲ့မိန်းကလေးတယောက်အနေနဲ့25ကိုကြော်လာတဲ့အခါရွယ်သူတို့မဟုတ်အသက်ပိုကြီးတဲ့ယောက်ျားတယောက်ကို လက်တွဲပေါ်အဖြစ်ရွေးချယ်နိုင်ဖို့ဆိုတာတကယ်အန်တရာယ်များတဲ့စိန်ခေါ်မှုဖြစ်လာတယ်။ကိုအင်တာဘက်အမျိုးသမီးကို အလေးတမျက်ထားတဲ့ single စစ်စစ်မျိုးသားကို တွေ့နိုင်ဖို့ဆိုတာမဖြစ်နိုင်တော့သလောက်ပါပဲ။သူ့ဘာသာလူမှုရေးစီးပွားရေးဘလောက်ပဲအောင်မြင်နေပါစေ။ Princess treatment ပေးဖို့နေနေတတ်တာဘဲ minimum ချက်တာ ထက်လျော့ခြင်းနေတဲ့လူတွေဖြစ်နေတတ်ပါတယ်။အဲဒီလိုနဲ့အသက်25ကျော်မှလက်တွဲပေါ်ရှာတဲ့အမျိုးသမီးအများစုဟာချစ်ခင်ကျင်နာတတ်ဖို့မျှော်လင့်ရတဲ့မောင်လေးတွေလက်ထဲရောက်သွားပါလေရော။ဒါက25ကျော်လာတဲ့မမတွေကမောင်လေးတွေကိုဘာလို့ရွေးချတာလဲဆိုတာပြောပြတာပါ။တကယ်ပြောချင်တာကအခုမှစမှာ မြမတွေကသမီးမိန်းကလေးဆိုလိုတာထက်ပိုနှမျောပြီးအဲ့လိုအတိုင်းထက်အလွန်ထိမ့်သိမ့်လွန်းတာကပဲမိန်းကလေးကိုအိမ်တော်ကြီးမှာတဘဝစာဒုက္ခရောက်စေတာငယ်သေးတဲ့ရီစာမထားနဲ့ကနေရီစာထားလို့ရတဲ့အရွယ်ကိုလည်းရောက်ရောရွယ်သူအလုံးကအခြေတကျဖြစ်နေနေပြီအများစုကပိုင်ရှင်ရှိနေနေပြီလူကောင်းတွေအကုန်အိမ်တော်ပြုတ်သွားတဲ့အခါမှာတင့်တော်ရာမတွေ့တော့လို့ မอยู่တော့ပါဘူးဘဝကိုပဲအာယုံစိုက်ပါတော့မယ်ဆိုတော့လေမอยู่သေးဘူးလားအိမ်တောင်တော့ပြုတ်ရမယ်လေကလေးမွေးရမှာပေါ့နဲ့နောက်ကျသွားပါပြီဆိုမှဖိအားပေးကြတယ်လူကြီးတွေကအတင်းတော်ရာစီမံပေးတာဆိုပြီးရွေးချယ်နေတဲ့ကအပေါ်ရန်လောက်သေးတဲ့လူနဲ့အိမ်တောင်ချပေးလိုက်ရင်တော့ကိုယ်သမီးရဲ့ပြောရွှင်မှုကိုကိုယ်တိုင်ဖျက်ဆီးလိုက်တာနဲ့အတူတူပါပဲ။ မချစ်ခင်မချင်နာတတ်တာလို့အနှိမ်ဆုံးကံမကောင်းမှုကနေ အရက်ကိုလိုတာထက်ပိုတောက်တာအပျော်ပါလိုက်စားတာလို့ dark side တွေကိုအဲ့ဒီမိန်းကလေးကခံရနိုင်ပါတယ်တမီးကညာအခါမလင်းစင်းနေဆိုတဲ့စကားပုံကအလကားထားတာမဟုတ်ပါယူစီချင်းနဲ့ဆိုရင်လည်းတင့်တော်တဲ့အရွယ်မှာရီးစားထားတာကိုလိုတာထက်ပိုမထိန်ချုပ်တဲ့လို့ယူကျင်စိတ်မရှိတော့ဘူးဆိုတော့ အရွယ်ရောက်သွားရင်လည်းကံအတိုင်းသာလွတ်ထားလိုက်သင့်ပါတယ်။ဘဝနဲ့အလုပ်ဖိအားတွေများရတဲ့အချိန်အချစ်ရည်အဆင်ပြေမပြေမသိပဲအိမ်တောင်ပြုတ်ဖို့ပါဖိအားပေးခံရတဲ့လူငယ်တွေဘဝကလည်းလွယ်မနေပါဘူး။ကိုကသာသာသမီပေါ်မလစ်ဟင်ပဲအတော်ဝင်ကြည်တဲ့မိဘဖြစ်ခဲ့ရင်ကိုကလေးကကိုနောက်ွယ်မှာဘာလုပ်မလဲ။မတင်တော်တဲ့ရွေးချယ်မှုတွေဆုံးဖြတ်ချက်တွေလုပ်မလားဆိုတာစိုးရိမ်စရာကိုမလိုတာပါ။ ရွယ်တခုရောက်လာတဲ့အခါသူ့ဘာသာတင့်တော်တဲ့သူကိုရှာပြီးရွေးချယ်တာကိုဝင်မဆွတ်ဖက်တာအကောင်းဆုံးပါပဲ။တာဝင်မကြည်လှစ်လျူခဲ့ပြီးဤစားထားတဲ့အရွယ်ကြမှာဝင်တာဝင်ကြည်ပြနေရင်တော့ရည်စရာဖြစ်ပါတယ်။ဘိုက်ရသွားရင်ဘယ်လိုလုပ်မလဲ။မြမလူကြီးတွေပူထက်လော်နေစကား။မတော်တဆဘိုက်ရသွားတဲ့ကိုယ်တငယ်ချင်းတွေတော့အင်တာကိုစီနဲ့အချစ်ခံရပြီးပျော်နေကြတာပါပဲ။ ကိုကားသာရည်ရွယ်သူမတွေ့တော့ပဲအိမ်မှာပဲတစ်သက်လုံးထိုင်စားရမယ့်ဂိမ်းဖြစ်နေတာ။ဟိုကဘဝကိုစီနဲ့တကယ်လူကြီးတွေဖြစ်နေပြီ။တဝင်းချင်မှလည်းဟိုကဗိုက်ရသွားတော့ငါသာ ပြောကြတာ။နောက်ပိုင်းသူတို့မိသားစုနဲ့ပြောနေတော့ဘယ်သူမှမပြောရဲတော့။ကိုကားသာမอยู่သေးဘူးလားနဲ့မပြီးနိုင်တဲ့ topic ကြီးဖြစ်နေရတာ။တဝင်းမอยู่တတ်တဲ့သူကိုမရွေးမိဖို့ပဲလိုတာပါ။ ဒီတော့လူကြီးတွေအနေနဲ့ကိုကလေးကရီစားထားနေပြီဆိုရင်ဟဲ့မထားနဲ့ဖြက်ဆိုတာထက်တပတ်လူကအချင်းစာရိတ်တာကောင်းမွန်လားဆိုတာလောက်ကိုသုံးသက်ပေးပြီးလူကောင်းစုတော်ရုံလှွတ်ထားလိုက်တာလဲကောင်းတာပါပဲဆက်ပြောချင်တာကမနေ့ကမှ viral ဖြစ်လာတဲ့ဗီဒီယိုတစ်ခုကလေးနှစ်ယောက်ကလူကွဲရမှာလင်မယားလှုပ်တံကစားနေတာ အရန်တင်းကျပ်ပြီးသားသမီးကိုပြောပြတဲ့နာတွေကိုရှက်စရာလိုတတ်မှတ်မပြောပြတဲ့အခါပတ်ဝန်းကျင်ကအစိတ်ရှိတဲ့အရာတွေကကိုယ့်ထက်အရင်ပြောပြသွားနိုင်တာကိုမမေ့ပါနဲ့သားသမီးကိုရေးစားမထားနဲ့လို့ပြောရမှာမဟုတ်ပါဘူး healthy relationship ဖြစ်အောင်ဘလို့ဖန်တီးမလဲကနေ safe sex education တီပြောပြရမှာကမိဘတာဝန်ပါ တားရှင်တွေအနေနဲ့ကလည်းတားဖြစ်သူကိုလုတ်ပြီးတာဝန်ယူတတ်ဖို့တမီးရှင်တွေကလည်းလူတိုင်းကိုအယုံမလွယ်ဖို့ပြောပြရမှာပါလူရာထက်ပိုပြီးတင်းကျပ် sex ကိစ္စကို ရှက်စရာလိုတတ်မှတ်အတင်းရီစားမထားနဲ့လို့လိုက်ထိတ်ချုပ်နေတာတွေကတကယ်တမ်းမှာအလုပ်လည်းမဖြစ်ပဲတားသမီးနဲ့မိဘဝေးကွာစီတာပဲအဖက်တင်ပါလိမ့်မယ်သားသမီးကမိဘကိုဘာမစို့ပွန့်ပွန့်လင်းလင်းပြောပြတိုင်ပင်နိုင်တာက ပို့ပြီးအန္တရာယ်ကင်းစေပါတယ် LRS2 လူကြီးမင်းတို့အချိန်ပေးနာရှင်မှုအတွက် accessory တာမှာကျေးဇူးတင်ရှိပါတယ်ရှင်